ဲတော့မိကုန်းမိခွင့်ပြုပါဗျာအေးဟုတ်တယ်ဒီတော့ဒါမဖြစ်အောင်ဘယ်လိုချင်းရမလဲရှင်ဗျာအေးဟုတ်ကောင်းတယ်နော်အေးအဲ့လိုမေးစေချင်တာစိတ်တူတာတွေဒေါသမပြတ်လည်းဘလို့ဒေါသမပြတ်အောင်ဘလို့ကျင့်ရမလဲအေးဟုတ်ပြီတတားကြီးရပြီနော်ကဲဒီမိကုန်းအရင်တည်တင်တာပဲနော်ဒေါသမပြတ်အောင်ဘလို့နေရမလဲဒေါသဖြစ်တယ်ဆိုတာကောင်းလားမကောင်းဘူးလားဒေါသဖြစ်တာမကောင်းတော့တည်တယ်အဲမကောင်းမှန်းတည်ပြီးတော့ဒေါသမပြတ်အောင်ဘလို့နေရမလဲဆိုတာဟာဒါဒီမိကုန်းအရင်ကောင်းတယ်ဒါမကောင်းမှန်းတည်တယ်မကောင်းမှန်းတည်အောင်ပယ်ခြင်းတာ ဒါဒီကိုတော့ positive ဘက်ကမေးတယ်မေးကုန်ဖြစ်တော့နော်အဲဒေါသဆိုလူတိုင်းတော့ရှိတယ်ဒေါသကင်းတဲ့သူကြတော့ဘုန်းတော်အနာဂံတည်သွားတဲ့သူဘုန်းတော်ဖရာတရားနဲ့ပြောရင်တော့တရားသူတွေကျင့်ပြီးတော့ဘုန်းတော်ဘုန်းတော်ဒါတောတာဗန်တကတကံဟိုအနာဂံပေါ့နော်တုံးမဲ့တုံးဖို့ရသွားတဲ့သူရမ်းလာဖြစ်သွားတဲ့သူဒီပုဂ္ဂိုလ်ရတာဒေါသရလုံးပြီးကျင်သွားပြီဒါဘုန်းတော်ဒါပုရုဇဉ်ရတာဒေါသလူတိုင်းရှိတာပေါ့နော်အနည်းနဲ့များတော့ကွာတယ် အဲ့ဒါဆိုတော့ဒေါသကြီးတယ်ဒေါသစိတ်ဖြစ်တယ်ဆိုရင်ဒေါသမပြောင်းဘယ်လိုနေရမလဲဆိုတော့ဒေါသရဲ့စိုးကျိုးတွေကိုအမြဲနှလုံးသွင်းရဒေါသဖြစ်ခြင်းကြောင့်ကောင်းကျိုးမရှိဘူးစိုးကျိုးရှိတယ်ဆိုတာသိရတရားတရားမမီးတွေအခုဖဖို့တို့ဒီတရားပွဲမလာခင်မှန်ကြည့်ခဲ့သေးလားမှန်မကြည့်ခဲ့ပဲလာတဲ့သူရှိလားဒီကတော့ဗရင်ပေါက်မှန်လင်းနေတော့တချို့သွားကြည့်သေးလားကြည့်ဟုတ်ပြီအဲ့ဒါတရားမမီးတွေဘုံပြောမယ် စိတ်အယမ်းတို့တဲ့ကဒေါသထွက်တဲ့ကမှန်ကြည့်ဘူးလားမှန်ပါဘူးနော်အများဆုံးကတော့ဒေါသထွက်နေတဲ့ချိန်မှန်မကြည့်ဘူးကြောင်းနော်အဲဒေါသထွက်တဲ့ကမှန်ကြည့်ခံရမယ်နော်စိတ်အယမ်းတို့လာပြီဆိုတော့တတမမိမိတွေဘာအရင်လုံးအောင်လဲဆိုတော့မှန်အရင်ကြည့်လိုက်ကိုယ့်မျက်နှာကိုကြည့်ကြည့်လိုက်တော်တော်ကိုအမြင်ကက်စရာကောင်းတယ်။ရုပ်ကစုတ်ချုံချုံနဲ့အဲ့ဟာတကယ်တမ်းတလောကတော့ဒီအကြောင်းတကြောင်းတော့သူ့လို့စားခံစားသူ့လို့ ်ဒေါက်တာထွက်လာပြီဆိုရင်ကိုယ့်မျက်နာတော့ကိုဒါကြည့်ရတာအဆင်မပြေဘူးဖြစ်လာအဲ့တော့ဒါကြောင့်မလို့လေဒေါက်တာထွက်တဲ့ကောင်မှန်မကြည့်ဖြစ်တာမှန်ကြည့်ရကောင်မှမသိဘူးဒေါက်တာထွက်နေမှန်မကြည့်ခြင်းအဲ့ဒေါက်တာထွက်တဲ့ကောင်မှန်လေးကြည့်ကြည့်ကြည့်လိုက်ရင်တော်တော်ကိုအမြင်ကက်စရာကောင်းတယ်ကိုကိုကိုတော်အမြင်ကက်စရာကောင်းတယ်ဆိုမှတော့ကို့အမြင်နဲ့တူတယ်ပို့အမြင်မကက်ဘူးလားအဲ့ဒါပဲထုံမပြောတာပဲရှိမှာဒေါက်တာထွက်ပြီဆိုတော့လေဒေါက်တာစိတ်တုံနေတဲ့သူတော့ဘယ်သူမှမလာခြင်းစိတ်တူတဲ့သူကိုမြင်လိုက်ရတဲ့စိတ်က ကြည်လင်ရပေါ့ကြည်လင်တဲ့စိတ်ဖြစ်ပါမလားစိတ်တူတဲ့သူဒေါသတွက်ကိုမြင်တာနဲ့အလိုလိုကိုကလည်းအမြင်ကပ်တယ်နရင်အုပ်ချက်တာပြင်းပြောနော်အဲ့လိုဖြစ်လာနော်ကွာဒီကောင်ဒီကောင်မဘလို့နေတာရောအဲ့လိုမျိုးပေါ့နော်သူစိတ်တူနေပြီဆိုရင်ကိုယ်တကယ်ချင်းချင်းချင်းတရားရောက်မှာစိတ်တူနေပြီဆိုရင်သူ့နာမတော်ချင်တော့စကားလည်းမပြောချင်တော့အဲ့လိုမျိုးပေါ့အဲ့ဆိုဘုရားဒေါသထွက်ခြင်းဒီဒါမိတ်ကောင်းဆွေကောင်းတကယ်ချင်းတွေနဲ့ဒါအပေါင်းအသင်းဆက်ဆက်ရေးလူမှုဆက်ဆက်ရေးမှာထိခိုက်စေတယ်လူ လူကြီးတွေဆိုရင်လည်းဒီတိုင်းပဲပေါ့ဒေါသထွက်နေပြီဆိုမှတော့ဒေါသထွက်ခြင်းတည်းကောင်းကျိုးတခုမှမဖြစ်ဘူးနံပါတ်၁ကိုယ့်ရဲ့မျက်နှာတည်းအရင်ရုပ်ဆိုးသွားတယ်နော်ရုပ်ဆိုးသွားတယ်ပြီးတော့ကိုယ့်ရဲ့ပေါင်းလေးဆက်ဆက်ရေးကံလာမှလည်းထိခိုက်သွားမယ်ကိုယ်နဲ့လည်းစကားပြောတဲ့သူမရှိတော့ကိုယ်နဲ့ကိုယ်နဲ့မပတ်သက်ချက်တော့ဒေါသထွက်လာတဲ့သူဟာဒေါသထွက်ခြင်းကြောင့်နောက်တစ်ခုဒေါသထွက်ကတချို့တွေလူတက်မှုတွေဖြစ်တယ်တချို့ရိုင်းမှုတွေဖြစ်တယ်အဲ့ဒါကတကယ်တမ်းကျတော့ဒေါသစိတ်လေးကတကယ်တမ်းကျတော့တက်တက်မှုတွေစက္ကန့်ပိုင်းလောက်လေးပဲဖြစ်တာဒေါသစိတ်က အဲ့ second ဘိုင်းလိုက်ပေါ့အချိန်မီလေးတတိလေးထားပြီးထိမ့်လိုက်ရင်အဆင်ပြေတယ်အဲ့ဒီ second ဘိုင်းတော့ဒေါတာထွက်ထွက်ကြည့်ရောကိုကကိုကအဲ့ချက်ချင်းတတိထားလိုက်မယ်ထိမ့်လိုက်မယ်ဆိုရင်တော်တော်တက်တာသွားမှာအဲ့တော့ကိုဒေါတာထွက်ထွက်ခြင်းဒေါတာစိတ်ခိုင်းတဲ့မြောက်ကိုစိတ်မထိမ့်မဲနဲ့လိုက်လုံးမိတဲ့အခါကျတော့အမားတွေလုံးပြီးအမားတွေပြုံးပြီးတချို့ဆိုရင်ဒေါတာထွက်ထွက်နဲ့ပြောလိုက်တာစိတ်ထဲတော့မပါဘူးစိတ်တူပြီးပြောလိုက်တဲ့အတွက်ညီကောင်မောင်နှမတွေຢာတက်ပံတေတဲ့ကြီး क्वे သွားတဲ့သူတွေအရင်ချစ်ပါတယ်ဆိုတော့မိတ်ဆွေတွေ နော်အရန်ခင်ပါတယ်ဆိုတော့မိကောင်းဆွေကောင်းတွေအပေါင်းအသင်းတွေတငယ်ချင်းတွေတချို့မိသားစုဝင်အရင်းတွေတောင်မှတေခမ်းပြတ်ဖြစ်သွားတဲ့သူတွေအများကြီးပဲစကားတစ်ခု အပြောမတက်လိုက်တဲ့အတွက်ဒေါသကြောင့်ကိုယ့်ဘဝလည်းထိခိုက်တယ်ကိုယ့်ဘဝချင်းလည်းထိခိုက်တဲ့သူတွေအများကြီးပဲဒါတွေကတုတ်တန်လေးနဲ့ပြောရင်ရှေ့မှာဆိုလို့ဘဝလိုလိုချင်းလေးသဘောတရားပြောပြတာဒေါသစိတ်ကြောင့်တချို့စီဒေါသအရန်ထုတ်ပြီးလူတက်မိလိုက်တက်ပြီးတော့မှမှားမှန်းတည်ဒါပေမဲ့နောင်နာနောင်မရတဲ့နောင်တာအများတော့သူအရေးယူခံထောင်ချ တကယ်အတက်ခံရတဲ့သူလည်းမကောင်းဘူးတက်တဲ့သူလည်းမကောင်းဘူးသူတို့ရဲ့နှစ်ဖက်မိမိသားစုတွေလည်းစိတ်မစင်ရရနိုင်ငံတော်ဘက်ကကြည့်လည်းအလုံးရှုံတယ်ထောက်ထဲမှာလူတယောက်တို့လာနော်အကုန်လုံးဘယ်ဘက်ကကြည့်ကြည့်တခုမှမကောင်းဘူးလူတက်မှုဖြစ်တဲ့သူတွေကနော်တချို့ကစိုက်ကိုပြစ်ပြီးစိတ်ကစားတက်တာတွေကတော့ရှိတာပေါ့နော်အများစုကတော့တကယ်တက်ပြီးသွားမှနောက်သားရတယ်ဒါပေမဲ့ထောက်ထဲရောက်မှနောက်သားရတော့ဘာမှအဆင်မပြေတော့ကို့ပါ ဟိုဘွားတက်လန်းနေအကောင်လုံးစိုးကျဖြစ်နေပေါ့ဒီအတွက်ဒေါ်တာမဖြစ်အောင်တတားကဘလို့မင်းဘလို့နေရမလဲဖုံဖုံဗျာတဲ့မေးတော့နော်အရန်ကောင်းတယ်ဒေါ်တာမဖြစ်အောင်ဒေါ်တာဖြစ်လာပြီဆိုတတားတော့ဘာလို့ရမလဲဆိုတော့ဒေါ်တာအရန်စိတ်တူလာပြီဆိုရင်တတားမမေးလေလေကိုချင်းချင်းရောဒီကဆာသမားရောအကောင်လုံးပြောတာဒေါ်တာထွက်လာပြီဆိုတာနဲ့ ဒေါသနဲ့တခုခုပြောရမယ်ဆိုရင်ဒါဖဖုံးတို့လည်းဒါအခုချိန်ဒီအများရဲ့ပြတတိထားနေရတော့မှာပဲဖဖုံးလည်းပါဖက်မဟုတ်သေးဘူးဖဖုံးလည်းစူးစမ်းစေပဲလေနော်ဖဖုံးလည်းစူးစမ်းနေတာဖဖုံးစူးစမ်းတဲ့နေပေါ့တတမမိတွေလည်းနားလည်ပြန်အောင်ပြောရင်ဒေါသရမ်းထွက်လာလို့ဆိုရင်အဲမျက်လုံးမိတ်ထားပြီးတော့အဲရဒါဝင်လင်ထွက်လို့နည်းနည်းဖြည်းဖြည်းမှမှရှေ့ရှေ့လေးရှူသွင်းလိုက်အဲ့လိုပေါ့ဒေါသထွက်ပြီဆိုတော့လည်းကိုကတကယ်ကိုရဲ့ဒါအသက်ရှူတာလည်းမြန်လာတယ်နှလုံးခုန်တာတွေလည်းမြန်လာ မြန်လာတော့အဲ့ဒီမှာကိုအုံနောက်တဲ့တွေးရစောင့်တဲ့ဘာမှမစင်ကျင်နိုင်တော့ဒီတော့ဒေါ်လာတွေ့ပြီဆိုတော့လည်းတခုပြောနေမှာဆိုချက်ချင်းမပြောနဲ့အောင်ချက်ချင်းမလုံးနဲ့အောင်ဒါမျက်လုံးလေးမှိတ်ပြီးတော့အဲ့ရ10မိနစ်2မိနစ်လောက်ဒါဒါဝင်နေတော့လေလေးကိုမမှန်လေးဖြစ်ဖြစ်ဘုမဖြစ်နော်ဖြစ်ဖြစ်လေးအတက်ကိုဝါအောင်ရှူသွင်းဝါအောင်ဆိုင်ချုပ်ဟုတ်ပြီနော်တတမီးတဲ့ဒေတာနားတော့နော်ဒီလိုလေးရှူသွင်းရှူထုတ်လေးအဲ့10မိနစ်2မိနစ်လောက်လုံးလိုက်ရင်အဲ့ပြီးတော့မှကိုကအဲ့ရစကားမပြောခင်စင်ကျင်ရတယ် ီးတော့မှငါဘာပြောမှလဲပြောတဲ့ပြောတတ်တဲ့စကားမပြောတဲ့နဲ့ဆိုကိုယ့်ကိုချင့်ချိန်ပြီးတော့အဲ့လိုလေးတတိထားလိုက်တာနဲ့တော်တော်များများ95ရာခိုင်နှုန်းလောက်တော်တော်ဆင်ကျင်ပြီးသားဖြစ်သွားတော်တာတခုခုထွက်ပြီးတဲ့လူပြဒေါတာထွက်တာနဲ့ချက်ချင်းဖုံးဆက်မယ်ချက်ချင်းနေငါ့ကိုအဲ့လိုပြောရလားမင်းငါ့ကိုအဲ့လိုပြောရလားချက်ချင်းမေးမယ်အဲ့လိုပြတ်တက်တာအဲ့လိုဖြည့်ရှင်းပြီးတတ်တယ်အဲ့လိုဖြည့်ရှင်းခြင်းကကောင်းလို့တခုမှမရှိဘူးအဲဆိုတော့ဒေါတာထွက်ပြီးဆိုတာနဲ့တတိလေးထားကိုချင်းချင်းတော့ဖုံးတမ်းမဆက်နဲ့အဲအကောင်းဆုံးတော့စာရေးစာရေးဒေါတာကိုစိတ်တူတဲ့မြောက်ချရေး ို့ကိုကဘာပြောကျင်လဲပြောကျင်တာရေးချရေးဘလာစားဟုတ်တယ်မှာချရေးလိုက်ဖုံးနေဆိုလည်းဖုံးနှုတ်တယ်မှာချရေးလိုက်တမ်းပြီးတော့ချက်ပေါက်ကတမ်းမပို့နဲ့အရင်ဆုံးနှုတ်တယ်မှာချရေးလိုက်အဲ့ဒါအဲ့ဒါရေးလိုက်ပြီးတော်တော်လေးပြေသွားတယ်အဲပြီးတော့မှပို့တဲ့မပို့တဲ့ကိုနောက်တဲ့အနည်းဆုံး9မိနစ်လောက်နေမှစဉ်းစားလောဆယ်ရေးပဲရေးလိုက်မပို့နိုင်ဘူးအဲပြီးတော့မှနောက်တဲ့9မိနစ်လောက်နေစိတ်နည်းနည်းအေးသွားပြီဆိုတော့ဟာဒီစာမပို့တဲ့မှာဘူးလို့ဖြစ်သွားဖုံးနေတာအမေရိကန်တမနာအိဗရာဟန်လင်ကောနော် ဒီတဒီဒါအိဗရာဟံလင်ကောကဒီဒီအမေရိကန်တမနာဒီဒီလင်ကောလောက်ကြံခံရပြီးတည်ဆုံးပြီးတဲ့အခါမှာသူ့ရဲ့အိယာအောက်ထဲမှာတဲ့စာရည်အများကြီးထွက်လာစာရည်စာရည်ရေးရတာဘာစာရည်လဲလို့ကြည့်ကြည့်တော့ဒေါ်ရာပြတ်ပြီးသူရေးရတဲ့စာရည်နော်ဘယ်ဘယ်စစ်ဦးစီးချုပ်ကိုပို့မဲ့စာဘယ်ဒုတမနာကိုပို့မဲ့စာဘယ်ဝင်ကြီးကိုပို့မဲ့စာဘယ်လုပ်ငန်းရှင်ကိုပို့မဲ့စာရေးတယ်ရေးပြီးတကယ်တော့သူမပို့ပြဘူးတဲ့သူအိယာအောက်ထဲထိုးတယ် ောသားတော့ထွက်တာပေါ့ဒါပေမဲ့လင်ကောကအရန်ကိုဖုံးလိုက်တာတကယ်တော့အမေရိကန်တံမရအားလုံးရဲ့အိုက်တော်ပဲနော်အဲ့ဒါတချို့အရေးကြီးတဲ့ဆုံးမဲ့ချက်တွေဆုံးမဲ့ချက်ချတော့မစိနောက်တက်လာတဲ့မြတ်အမေရိကန်တံမရအတိုင်းနှီးပါသည်ဒီလင်ကုန်းကိုဒါအိဗရာဟံလင်ကုန်းကိုသူတို့ဆက်နေလို့ထားတယ်ဒီလိုပြဿနာတွေကြုံပြီဆိုရင်အိဗရာဟံလင်ကုန်းလာဆိုရင်ဘယ်လိုဆုံးဖြတ်မလဲသူတို့အဲ့လင်ကုန်းလာဆိုရင်ဘယ်လိုဆုံးဖြတ်မလဲဆိုတော့အရင်စဉ်းစားတယ်စဉ်းစားပြီးမှသူတို့ကစဉ်းစားအဲ့လိုမျိုးပေါ့အဲ့ဒါဆိုတော့ဒီအိဗရာလင် ဒီတဖို့တော့ဒီဖို့တော့ဒါအိမရာဟလင်ကောကဘာကြောင့်အမေရိကန်တမန်တော်ရအမေရိကန်ပြည်သူတွေလေးစားတာလဲဆိုတော့သူ့ရဲ့စိတ်ခံစားချက်ကိုမျိုးသိမ့်နိုင်တာဒေါသရမ်းထွက်လဲဆော့ဆော့ဖုံးပြောတယ်လို့ချရေးတယ်တကယ်တော့သူမပို့ပြဘူးဒေါသနဲ့တော့သူတုံ့ပြန်ခြင်းပေမဲ့သူကသူမလုပ်ဘူးเนาะအဲအဲ့လိုမျိုးပေါ့လူတိုင်းကဒေါသရှိပြီမဖုံးပြောတယ်လို့လေးရေးလိုက်တော်တော်လေးကျင့်တတ်သွားတယ်ဒါပေမဲ့ပို့လိုက်ခြင်းအပြင်ကောင်းကျိုးတဲ့ဆိုးကျိုးများနေမှာဆိုဘာလို့မပို့မလဲ အဲ့ဘာဘာလို့ပုံနေဦးလဲတိတ်ထားလဲပေါ့ဒီစာအောင်ဖြတ်စီမလိုက်ပေါ့အဲ့လိုမျိုးပေါ့ဗျာအဲ့ဆိုတော့တတမမီတို့ဒီဒေါသဒီတကယ်ထွက်တာစက္ကန့်ပိုင်းလေးပဲအဲ့ဒီစက္ကန့်ပိုင်းလိုက်တော့ထိမ့်နိုင်အဆင်ပြေပဲစက္ကန့်ပိုင်းလောက်ကိုတော့မထိမ့်နိုင်ရင်အဲ့ဟာအကုန်လုံးဆိုးကျိုးပဲဖြစ်မယ်ပေါ့နော်ဒီအတွက်ဒေါသရဲ့ပြည့်ကိုတတိထားပြီးတော့ဒေါသထွက်ပြီဆိုရင်ဖုန်းဖုန်းပြောတဲ့နီးလေးနဲ့ဆင်ကျင်လိုက်တော်တာရတော့ပြပြပြောမယ်မျက်လုံးလေးမိတ်ဒါကိုရတဲ့အတက်ရှူသေးရှူတော့ကိုဖြည်းဖြည်းမှန်မှန်လေးအတက်ကိုဝါအောင်ရှူဝါအောင်ရှိုက်ထုတ်ပြီးတော့အဲ့ဒါ10မိနစ်10မိနစ်လောက်လုပ်လိုက် ဒါစင်စိတ်နည်းနည်းအေးသွားကိုပြောကျင်တဲ့စကားတော့တမ်းမပြောပြတော့အဲအဲ့ဒါမှစိတ်မအေးသေးဘူးပြောတယ်ချရေးစာရေးလိုက်နော်စာရေးလိုက်ရင်တော်တော်လေးကျင်တဲ့သွားတယ်ကိုယ့်ရဲ့ခံစားချက်တွေဖွင့်ထုတ်လိုက်တာဒါပေမဲ့ဒါပေမဲ့တမ်းမပုတ်နဲ့အောင်ငားမလဲလောက်စောင့်ကြည့်ရေးပြီးပြီဆိုရင်မပုတ်နဲ့အောင်အဲငားမလဲလောက်လဲလေးပါလေးရှောက်ရေးလေးပါလေးထားတော့လိုက်ပြီးတော့မှဒီစာကိုပြန်ဖတ်ပို့တင်လာအဲအဲ့ဒါဆိုရင် များကြီးစင်ပြေသွားလိမ့်မယ်ဒါလူကြီးတွေရောလူငယ်တွေရောနားလဲလွယ်အောင်ပုံပုံဖြေပေးတာဟုတ်ပြီလားအဲ့ဒါဒေါသကအဲဒေါသထွက်ခြင်းကြောင့်ဘုန်းပြောသလိုစိုးကြိုးတွေရှိတဲ့အတွက်စိုးကြိုးကိုစင်ကျင်ပြီးတော့ဒေါသမထွက်အောင်နေမေတ္တာပို့ပြီးတော့ကိုကျင်းစာတရားလေးထားကြပေါ့နော်အဲ့ဒါတကယ်တည်းကကိုကျင်းစာတရားတတမမီတို့တတမမီတို့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးပုံပုံမေးမယ်ပုံပုံကြည့်တတမမီတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့တတမမီတို့တိကျပို့ပြီးတော့ဒါမချောခြင်းဘူးလားဒီမှာရုပ်ဆိုးခြင်းရဲ့သူရှိလား နော်ရုပ်ဆိုးခြင်းတဲ့သူဒါရုပ်ဆိုးခြင်းတဲ့သူရှေ့ထွက်ခိုင်းရမယ်နော်ရှိတယ်ဆိုရင်အဲဒါဆိုမျက်နှာတော့ plus စာကြည့်နေရုပ်ဆိုးအောင်ဘုံဘောင်ဆရာဝန်တွေလောက်ခိုင်းလိုက်ဒီကလေးကရုပ်ဆိုးခြင်းနဲ့ရုပ်ဆိုးအောင်လုပ်ပေးပါနော်အဲ့ရကိုခန္ဓာကိုယ်တော်မှာကိုကတကယ်တမ်းပြောခြင်းပြီးဆိုရင်ကိုကကင်းစင်ခြင်းနဲ့ဒီတဲ့ပို့ချောခြင်းနဲ့ဆိုတဲ့ကကိုခန္ဓာကိုယ်နဲ့ပတ်သက်ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးစိတ်တိုင်းရအောင်လုပ်ပြမကြလူတိုင်းပဲကိုခန္ဓာကိုယ်တော်ကိုစိတ်တိုင်းမကြမှာတော့ကို ကိုယ့်ရဲ့เนาะအဲ့ဟာဟိုလိုကိုကကိုတော့တိတ်စိတ်တမ်းမကြတာအဲ့ဟာသူတို့ဘာတွေဆိုပို့လို့လို့ဘလို့လို့စိတ်တမ်းကြောက်နော်အများနဲ့နေတော့ဒေါသဆိုတာရှိမှာပဲဒါလို့ထိမ့်ရတာပေါ့ကိုယ့်ရဲ့ခံစားချက်တွေဦးစားမပေးရနော်ကိုယ့်ရဲ့ခံစားချက်ဘာလဲလဲဦးစားမပေးကိုယ့်အပေါင်းနဲ့တကယ်ချင်း9ယောက်ရှိတယ်ဆိုရင်လည်း9ယောက်ညာဘာလုံးမဲဆိုတိုင်းမင်းကိုယ့်ကိုယ့်ဆန္ဒကြီးပဲ အဲ့လိုတိတ်ဥစားမပေးနဲ့အဲ့လိုဥစားပေးလို့ရင်အမားတွေဖြစ်မယ်တကယ်ဒါရေရှည်မှာပေါ်နေဆက်ဆိုင်ရင်မကောင်းဘောတာတာမီမီလေးနော်ဒါဆိုတော့တော်တော်လေးပြည့်စုံပါပြီနော်အဲ့ဆိုတော့ဒေါသမဖြစ်အောင်ဒီတတတာတွေဒီလိုလေးတတိထားဒေါသထွက်တော့မယ်ဆိုရင်ဒီလိုတတိထားစိတ်ကိုမထိန်းနိုင်ရင်ဘဝတွေပြတ်သွားတည်မယ်ဘဝမပြတ်အောင်ထိန်းဒါအရေးကြီးရတချို့ကလေးတွေထဲမှာတော့မှအချင်းချင်းရံဖြစ်တာတွေနော်ဆိုတာကအဲ့လိုမျိုးဓာတ်တွေလက်နက်တွေပါပါလာတတ်တယ်ဒါဆိုရင်ဆိုဂျိုတခုနော်ဆိုဂျိုတွေပဲဖြစ်ကုန်မယ်ဆိုဂျိုတခုမှာ အဆင်မပြေဘူးပေါ့ဟုတ်ပြီနော်လက်တာမမီအဲ့တော့ဟိုကပုံပုံမေးတဲ့တရားကြီးနားလည်ပြီလားနားလည်ပြီနော်တခြားသူတွေရောနားလည်မယ်နော်နားမလည်ပြန်ဆွေးနွေးလို့ရတယ်ကဲဘယ်သူမေးဦးမလဲပုံပုံ